ိုင်းပြည်မြို့နယ်မှာကမ928မှာဘူဂျီဖြိုးကိုခေါ်ကြောင်းနဲ့မိမနရီမြဝင်းတို့ကအွန်လိုင်းကိုစုတည်ယူဆိုကရှယ်ယာထည့်သူတွေခေါ်ယူပြီးငွေကြေးသိမ်းတောင်းနေလေ။ငွေပြန်တောင်းသူတွေကိုဖမ်းဆီးတပ်ပြမဲ့လို့ကြိမ်ကြောင်း3ခန္ဓာတိုင်းစတောင်းနောက်ကျုံလောက်ရှိရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းပြင်းမြို့နယ်ခြေမြန်တရင်မှန်း928မှာဘူဂျီဖြိုးကိုခေါ်ကြောင်းနဲ့မိမနရီမြဝင်းတို့ကအွန်လိုင်းဝေစုတည်ယူဆိုကရှယ်ယာရှင်တွေခေါ်ယူပြီးနောက်ရှယ်ယာငွေသိမ်းတောင်းကြောင်းကိုလိမ်လည်ထားကြောင်းလိမ်လည်ခန်းသူတွေကပြောပါတယ် စင်တန်ကတော့ပတ်စင်ကြောင်းစနေကြောင်းစင်ဘိုးကြီးဖြုတ်ကိုကိုကျော်မှခမ928မှာတာဝန်ထမ်းဆောင်နေစဉ်အွန်လိုင်းမှာတစင်ငွေဆိုးတဲ့ရှယ်ယာရှင်တွေခေါ်ယူခဲ့ကြောင်းဒုတိယရှယ်ယာရှင်တွေကိုခေါ်ရမှာမိမဖြစ်သူနာဒီမြဝင်ရပန်အကောင့်နေတဲ့ငွေဆိုးတဲ့ရှယ်ယာတွေကိုငွေတင်းတဲ့အမျက်တွေကိုပုံမှန်ပေးဝင်နေရမှာရှယ်ယာငွေပမာဏကတင်းထောင်စီဖြစ်လာတဲ့အခါမြေစီအမျက်ဝေစုကိုမှလုံးဝမပေးတော့ကြောင်း ထို့ကြောင့်ရှယ်ယာငွေထဝင်စားတွေက၎င်းတို့ထဝင်ထိုင်ငွေကြေးတွေပြန်လည်ပေးရန်တောင်းဆိုတဲ့အခါမှာတက်ဖြတ်မိဟု၎င်း PDF ထောက်ပို့အမည်တက်ပြီးဖက်စီအစဖြောက်မျိုး၎င်းမျိုးမျိုးချင်းချောက်ပြောဆိုနေတယ်ခမ98မှာပူကြီးဖြုတ်ကိုကိုကျော်နဲ့မိမနဒီမြဝင်းတို့လိန်လယ်မှုခံနေရတဲ့ပြည်သူရဲတပ်မ90ဝင်းကျင်ရှိကြောင်းသက်ဆိုင်ရာတန်ရင်မှုတိုင်းမှုတွေထံကိုတိုင်ကြားတော့လေမြို့သူရဲယူမှုမရှိကြောင်းသိရတယ် ခမ928တကပတ်စဉ်48ကျောင်းစဉ်ဆေးရရှိကြီးတွေကိုအပါလီအိုင်ဝကငွေလေးလိမ့်လည်နေလို့တိုင်တော့လေသူကဘာမှရေမြူပဲနေတယ်။အဲဒီတော့ပူကြီးဆိုသူကရှေ့ရရှိနေကုန်လုံးကိုနေတော့ကောကုန်လုံးဖမ်းပြီးတက်ပါဖြောက်ပြလို့ရတယ်လို့ချိန်ချောက်ပြောတယ်။ပူကြီးပြောခုကိုကြောင့်နဲ့မိမနဒီမြဝင်းတို့ကငွေကြေးတွေတင်ထောင်ချီလိမ့်လေပြီးရဲ့နောက်မှာမြေခွက်တွေဝယ်ခြင်းကားတွေဝယ်ခြင်းနဲ့တထည့်ကဲ့သို့သုံးဆနေခြင်းပဲဖြစ်ပါတယ်။ ဆန်လဘင်ဆီယနာတိုင်းမှုကိုစံကျင်တဲ့နေဦးတော်လေးအကြောင်းမဲဆွယ်စည်းရုံးမှုမှာအထည့်ပြောတဲ့ပြည်သူပါတီမှတင်ကန်းကျုံမြို့နဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကိုစစ်တပ်နဲ့ရွေးကောက်ပွဲကော်မရှင်ကရည်ရွယ်တရားစွဲဆိုမိဦးဆုံးဂျက်ဖက်စစ်တပ်ဆီယနာတိုင်းမှုကိုစံကျင်တဲ့နေဦးတော်လေးအကြောင်းမဲဆွယ်စည်းရုံးမှုမှာအထည့်ပြောတဲ့ပြည်သူပါတီကတင်ကန်းကျုံမြို့နဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကိုစစ်တပ်နဲ့အခန့်ရွေးကောက်ပွဲကော်မရှင်ကရည်ရွယ်ဖြစ်ကြောင်းစစ်ဝါကော်မရှင်ကတရင်ထုတ်ပြန်နေ ကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီပြီးနှလုံးကနေတင်ကန်းချွတ်မြတ်နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တော်ဦးနှင်ပြင်ကလကောင်းဤတန်းက2021ခုနှစ်ရေးတော်ပေါ်မှာပါဝင်ခဲ့ကြောင်းမကြသေးမီကမှထောင်မှလူမြောက်ခဲ့ကြောင်းရင်းပြင်မဲဆယ်စီဝင်လက်ကန်ကျညာဆောင်မှဆရာနာတိမ်မှုကိုစံကျင်တဲ့2021ခုနှစ်နယူတော်လင်ယူသုံးလုံးဖော်ပြခဲ့ကြောင်းလာတူထောင်တွင်းနိုင်ငံချင်းသားရဲ့အတွင်းငွေချင်းနဲ့ထောင်ဝင်စာတသက်တအားပေါင်းဝင်ကူညီခဲ့ကြောင်းပြောဆိုပြီးမဲဆွယ်စီအောင်ရုပ်တံကိုထုတ်လင်းခဲ့ကြောင်းသိရတယ်။ ခုခုံကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကလွှတ်တော်ကိုယ်စားလောင်းဦးလွင်မြင့်ကမဲဆွယ်စည်းရုံးနဲ့နေရာ2021ခုနှစ်ဆရာနာသိမ်းမှုနောက်ပိုင်းဖြစ်စဉ်ကိုအရေးတော်ပုံတော်လည်းဆိုတဲ့စကားလုံးတွေတုံတုံခဲတဲ့ဖြစ်ဥပဒေနဲ့မညီကြောင်းကိုယ်စားလောင်းရည်ချင်တဲ့ကညီမှုမရှိကြောင်းစစ်တပ်ထောက်ခံတဲ့ Telegram Channel ချို့ကတော့ဖော်ပြခဲ့ပြီးနောက်စစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကဦးလွင်မြင့်ကိုရည်ရွယ်မှုဖြစ်ကြောင်းထုတ်ပြန်ကြေညာလာခြင်းဖြစ်ပါတယ်။ ဟုတ်တယ်မြန်မာနိုင်ငံကျင်းတောင်ဟောင်းတယောက်ဖြစ်ပြီးတော့တင်ကန်းချွတ်မြို့နယ်ဖြစ်သူလှုပ်တော်ကိုယ်စားလှယ်နေရာအတွက်ဝင်ရောက်ရှင်ပြိုင်မဲဆွေရမှာသူ့ရဲ့ဖေသူ၏သူနဲ့သူ့ရဲ့သားအပေါင်းအမျိုးဆက်သုံးခုကတော်လိုင်းမျိုးဆက်တွေဖြစ်ကြောင်းနိုင်ငံကျင်းတောင်ဖြစ်ကြောင်းပြောဆိုတဲ့ ဥလင်မြင်းဆိုတာကလည်းနိုင်ငံမျိုးဆက်သုံးဆက်တိုင်းတိုင်းကျွန်တော်တို့ကနိုင်ငံကြီးကျင်းသားဖြစ်ခဲ့တဲ့ဥလင်မြင်းဖြစ်တယ်။အဲဒီတော့ကျွန်တော်ဖေဦးတန်းသူဆိုရင်လည်းကိုကိုကြီးကျွန်းပြန်မဆာလာရဲ့တပါဒီအာနာရှင်စနစ်ကိုရဲဝံတွန်းလန်တော့တော်လန်ခဲ့တဲ့လူတယောက်ဖြစ်ပါတယ်။ကျွန်တော်ဖေကလည်းထောင်ချင်းချင်းကြာခဲ့တယ်။အခုကျွန်တော်ဆိုရင်လည်း88နောက်ပိုင်းကျောင်းသားကောင်းဆောင်နေတဲ့သူအင်းစိန်တောက်တရထောင်နေမှာကြာခဲ့နိုင်ငံကြီးကျင်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ်ကျွန်တော်ဒါကတော့2021ဒီရေတော်ပေါ်မှာထပ်မံပြီးတော့ကြာခဲ့တော့ပြီးခဲ့လပိုင်းကပဲပြန်လွတ်တော့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပြည်သူတွေတက်ကိုထောင်းမဲကြကြအတမ်းမဲကြကြဆွေးနေရင်ကျင်းသောဟောက်တုံးဖြစ်တဲ့ဆွေးအကြောင်းကျွန်တော်တို့ရုံကြီးကြီးပြည်သူတွေအတွက်အမခံချက်ပေးနိုင်တယ်လို့ဦးနေမြင့်ကဆိုတယ်ကြပါစစ်တပ်ကပြည်လုံးမဲ2025ရွေးကောက်ပွဲမှာကိုကိုကြီးရဲ့ပြည်သူပါတီကကိုစလေလောင်း251ပါတီဝင်အောင်ရှင်ပြိုင်ပြီဖြစ်ပါတယ် ဆက်လက်ပြီးရေစကြုံမြို့ခလာနေ56တိုင်းမှာကတ္တာဟင်းတက်လင်က၎င်း၏လက်နက်ပြင်တာဝန်တူတူကြနေတဲ့တက်ချက်ကြီးရဲ့လက်နက်ကိုပါယူဆောင်လာပြီးလက်နက်နဲ့လက်နက်တူလင်းဝင်မကွေးတိုင်းရေစကြုံမြို့နယ်ချင်းဆိုင်ခလာနေ56တိုင်းကနေတက်တာဟင်းတက်လင်က၎င်း၏လက်နက်ပြင်ကင်းတူတူတာဝန်ကြနေတဲ့တက်ချက်ကြီးရဲ့လက်နက်ကိုပါယူဆောင်လာပြီးလက်နက်နဲ့လက်နက်တူလင်းဝင်ကကြောင်ရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖတာဝန်ရှိသူကပြောတယ်နိုဝင်ဘာလ15ရက်နေ့ခရနာရီခန်းကရေစကြုံမြို့နယ်ခလာနေ56တိုင်းကနေတက်တာဟင်းတက်လင်ကခလာနေ56လုံချွေးကိန်းမှာကင်းတာဝန်ကြနေစဉ်၎င်းကင်ဆောင်တဲ့ MB1 မျိုးစားတနက် တလပ်ဖြင့်ဂိမ်းတူတူကြားတဲ့တက်ချက်ကျဲ M3 မျိုးစားလက်နက်ပါယူဆောင်လာပြီးအလင်းဝင်ခဲ့တယ်။ထို့သို့လန်နန်နလနဲ့တူအလင်းဝင်လာတဲ့တပ်သားဟင်းတက်လင်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲစကြုံမြို့နယ်ပတ်ကဖာမှာငွေကျပ်300စုချင်းမြင်ခဲ့ပြီးလုံခြုံတဲ့နေရာကိုပို့ဆောင်ထားကြောင်းသိရပါတယ်။ဆက်လက်ပြီးအာနာသိန်းစစ်တပ်ကယခုနှစ်ကုန်မှကျင်းပမြေဆွေရွက်ကောက်ပွဲပေါ်နိုင်ငံတကာမှအစိုးရကုလသမဂ္ဂမှတာဝန်ရှိသူချုံရမချန်တွေကိုစုစည်းတင်ဆက်လိုက်ပါတယ်။ ဆဲကောင်းစီရွေးကောက်ပွဲအတွက်လွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူမှယုံကြည်ရလို့ကျွန်တော်မထင်ဘူးဒီရွေးကောက်ပွဲတွေကမြန်မာပြည်ထနာရီရဲ့အဖြစ်ကိုထုတ်ပြန်နိုင်လိမ့်မယ်လို့လည်းဘယ်သူမှယုံကြည်ရလို့မထင်ပါဘူးဒီအချိန်ကလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်အကြမ်းဖက်မှုတွေရပ်တန့်ရမယ့်အချိန်တစ်ချိန်တည်းမှာပဲမရတောက်ချုပ်မှုစီဦးတည်နေတဲ့နိုင်ငံရေးဆိုင်ရာဆင့်ကဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့ညီဖွဲ့စည်းတာအစိုးရကိုလေးစားဖို့လမ်းခင်ပြရမယ့်အချိန်ဖြစ်ပါတယ်ဆက်လက်ပြီးလူခွင့်ဆိုင်မှာမင်းကြီးပေါ်ကာထရန်ဒီချန်နယ်ရောက်ကနေရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတာစဉ်းစားလို့ လိုက်မမီနိုင်ဖြစ်ရတယ်။ရွေးကောက်ပွဲတွေလွတ်လပ်တရားမျှတပါတယ်လို့ဘသူကများဘလို့ပြောနိုင်မလဲ။ဘသူတိုင်ချောင်းမောင်မမမရှိတဲ့အတိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘလို့များအကျဉ်းပါနိုင်မလဲ။စစ်တပ်ကိုယ်တိုင်ကပလီပခါရဲ့ပောင်းပတ်သက်ပြီးခုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်ပြီးဘလို့များရွေးကောက်ပွဲကျင်းပနိုင်ပါမလဲ။ဒီရွေးကောက်ပွဲတွေကတွေ့ရုံသာဖြစ်ပါတယ်ဆိုတာပြောနိုင်တယ်များရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီရွေးကောက်ပွဲတွေကလိန်ညာတွေတိုက်ခတ်နိုင်ငံရေးကောင်စားနေဖန်စီကန္တာထိမ့်သိမ်းကန္တာရအကျဉ်းချခံထားရညင်ပန်းနှိပ်စက်ခံရချိန်မှာဘလို့မလွတ်လပ်ပြီးတရားမျှတရွေးကောက်ပွဲကိုရရှိမှာမဟုတ်ပါဘူး။ မြန်မာစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်လို့အလုံးမင်းဆိုရင်ကြောင်းတိလှတော်မှပြောခြင်းနဲ့လက်ရှိအစီအစဉ်တွေဟာလှုပ်လှမှုမရှိသလိုတရားမျှတမှုလည်းမရှိဘူး။နောက်ပြီးရေရှည်တည်တဲ့ငိမ့်ချင်းစီလည်းဥတည်နေဘူးရွေးကောက်ပွဲအစီအစဉ်တွေနဲ့ပတ်သက်လို့ထင်ထင်ရှားရှားအပြစ်အနာစာတွေရှိနေတယ်။မဲဆိုင်ရဒီမှာစစ်မှန်တဲ့တိုက်ခတ်နိုင်ငံရေးပါတီတွေရှိမနေဘူး။အဲနောက်ပြီးတော့ဒီရွေးကောက်ပွဲအများပြည်သူဝေဖန်မှုကိုလည်းရာဇဝတ်မှုဖြစ်ဖိနှိပ်တဲ့ဥပဒေတွေကိုလည်းပြဋ္ဌာန်းထားတယ်။ဒီလိုအခြေအနေတွေအောက်မှာပြုလုပ်ဖို့အစီအစဉ်ထားရွေးကောက်ပွဲတွေဟာအများယုံကြည်မှုရှိမှမဟုတ်ပါဘူး။ ဖလက်ပီကစားစရာတဲထုတ်တဲ့ကြောက်ခွန်ရောပါနိုင်ခြင်းရှာကြောင့်ဩစတြေးလျမှာကျောင်း90လောက်ပိတ်ထားရောင်းဩစတြေးလျနိုင်ငံမှာကလေးကစားဖို့စီစဉ်ပေးထားရောင်းဆောင်တဲထုတ်တွေထဲမှာကြောက်ခွန်အမှောက်တွေရောတော့ပါဝင်နိုင်ခြင်းရှာကြောင့်ကျောင်း90နီးပါးကိုပိတ်ထားစီဖို့ဆရာကညွှန်ကြားတယ်ကင်ဘရာမြို့နယ်နီးတဝိုက်ကိုသတ်မှတ်ထားဩစတြေးလျမြို့တော်နယ်မြေထဲမှာပါဝင်တဲ့ကြောင်69ကြောင်ကိုနိုဝင်ဘာလ18ရက်နေ့မှာပိတ်ထားစေလို့အာနာပိုင်းကအတည်ပြုခဲ့တယ်။အဲဒီတော့တွင်ကြောင်တွေမှာကလေးအထိတွေ့ကိုင်းတွေကစားတဲ့ရောင်စုံသဲတွေကိုပြန်လည်သိမ်းဆည်းဖို့စီစဉ်ထားပါတယ်။ တချို့တဲတုပ်တွေထဲမှာကြောက်ကုန်းမှုံရောတော့ပါဝင်နေကြအောင်အထောက်အထားတွေရှိခဲ့တော့အဲ့ဒီပြည်စင်ကိုပြန်လဲတင်ယူဖို့ပြီးခဲ့တဲ့တရင်ပတ်ကွန်ဂရက်ကစတင်လှုပ်ဆောင်နေပါတယ်ကြောက်ကုန်းမုံတွေဟာရေရှည်ထိတွေ့မှုရှိနေတဲ့အသက်ရှင်လမ်းကြောင်းဒုက္ခပေးနိုင်ပြီးအဆုံနာအဆုံကင်းစာယောဂတွေကိုဖြစ်ပွားစေနိုင်တယ်။ဒါပေမဲ့လက်ရှိအချိန်တွေမှာရောင်စုံတဲရီတွေကကြောက်ကုန်းတွေကလေထုတွေပြန့်နှံ့ပြီးအသက်ရှင်လမ်းကြောင်းနဲ့ဝင်ရောက်ဖို့တိဖြစ်နိုင်ချေရနေလို့ဩစတြေးလျစျေးကွက်ပြိုင်ဆိုင်မှုနဲ့တောင်းဆက်သူရကော်မရှင်ကမှတ်ချက်ပေးထားပါတယ်။ ကျောင်းနေစဉ်ရောင်းချထားတဲ့ကစားစရာရောင်းဆုံးသေးတယ်မှာကျောက်ကုန်းပါဝင်နိုင်တဲ့ဆိုရဲသတိပေးချက်ကြောင့်နိုဝင်ဘာလ14ရက်နေ့ကလေးကအော်စတြေးလျနဲ့နယူးဇီလန်တို့မှာကျောင်းချို့ကိုပြေဝတာမှုအချိန်မိုင်းပိတ်ခဲ့ရတယ်။ ACT မှာရှင်နေကျောင်း23ခုကတော့အဲ့ဒီတဲတွေကိုမတုံတာဒါမှမဟုတ်အရင်အနေချင်းသာအသုံးပြရကြောင်းနိုဝင်ဘာလ18ရက်နေ့မှာပိတ်ထားမှာမဟုတ်ဘူး။ကျောင်းကုန်းကိုရင်ကစားလို့လုပ်ငန်းခွင်တွေမှာကြည်ကြဲမြမြတ်300အမျိုးရှိခဲ့ပေမဲ့အခုတော့ဩစတြေးလျနဲ့နယူးဇီလန်ဥပဒေအရအရေးပစ္စည်းရောနှောပေါင်းနဲ့ထုတ်ကွန်အလုံးကိုတားမြစ်ထားကြောင်းသိရပါတယ်။ ဆလာဗီနိုင်ငံတင်မအနေချင်းဂျပန်ထိန်းချုပ်ကျွန်းဆိုနာမှာတရုတ်ကန်ချင်ဆောင်တက်တင်မအိုကင်းလက်ခုံမှာနိုင်ငံဆက်ဆိုင်တင်မအနေချင်းနေရှိနေချိန်မှာတရုတ်ကန်ချင်ဆောင်တက်ရေရင်အုပ်စုတစ်ခုကဂျပန်ထိန်းချုပ်ထားကျွန်းဆိုနာကဖျက်တမ်းခုံမောင်းခဲ့တယ်တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုညီဖို့တက်တွေဆဲလို့ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဂျပန်ဝန်ကြီးချုပ်ဆနောအဲတက္ကီချီပြောဆိုခဲ့မှတ်ချက်စကားတစ်ခုကြောင်းပြီးခဲ့ရက်ပိုင်းတွင်အရှေ့အာရှအင်အားကြီးနှစ်နိုင်ငံကြားတင်မမှုတွေမြင့်တက်ခဲ့ပါတယ် တရားဝထိုင်ဝမ်ကိုပိုင်နိုင်တဲ့နေတစ်ခုပြတ်သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့တိကျလွတ်လပ်တဲ့ရည်တည်မှုကိုသာလိုလာရတယ်။တကယ်လို့လိုရရင်ထိုင်ဝမ်ကိုစီးရရတိုက်ခိုက်သိမ်းယူမယ်ဆိုတာမျိုးကလည်းတရုတ်ကချင်းချောက်တတိပေးထားဖူးပါရယ်။ဂျပန်နဲ့ထိုင်ဝမ်တို့ဟာ130ကီလိုမီတာလောက်သာကွာဝေးပါရယ်။တရုတ်ကန်ချင်းစောက်တဲ့ရင်းရင်အုပ်စုအမှတ်13 39ဟာဒါယုကျွန်းဆိုတော့ရေပြင်းမှာနိုင်ငံတကာရေချောင်းဥပဒေနဲ့ညီကိလက်ခုံပေါင်းခဲ့ကြောင်းအဲဒီကိလက်မှာတရုတ်လုံပိုင်ခွဲကျိုးစီးပွားရောကာကွယ်ဖို့တော့လုံထုံလုံးနေညီစားတာဖြစ်ကြောင်းကန်းချင်းစောက်တဲ့ကထုတ်ပြန်ခဲ့တယ်။ ဒါရိုက်ဆိုတာဟာဆန်ကာကူကျွန်းစုကိုပဲတရုတ်နာမည်နဲ့ခေါ်ဆိုတာဖြစ်တယ်။အဲဒီကျွန်းစုကိုတရုတ်နဲ့ဂျပန်တို့ကြားပိုင်ဆိုင်မှုညှင်းပွားနေကြပြီးဂျပန်ကထိန်းချုပ်ထားပါတယ်။ဆန်ကာကူကျွန်းစုနာမှာတရုတ်ကန်ချင်ဆောင်တဲ့ရင်းအောင်စုဖြတ်တန်းခုံမှောင်မှုနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဆန်ဂျပန်တန်ယုံကတော့ဘာမှချက်မှမပေးသေးဘူး။တာကာအီချီရဲ့မှတ်ချက်ပြီးဂျပန်ဟာတရုတ်စီကတန်တမာရေးအဖေးအပေးမှုတွေနဲ့ကြုံနေသလိုတရုတ်နိုင်ငံသားအနေနဲ့ဂျပန်ကိုလက်တလောတွားရောက်လဲပတ်တာမျိုးမလုပ်ကြဘူးလေတရုတ်နိုင်ငံသားရေးဝန်ကြီးကတိုက်တွန်းထားပါတယ်။ ဆလပီရေဦးခေဦးနဲ့ကမ္ဘလူနဲ့ဇက်ကကြည့်ရပေါင်း20ကျော်တိန့်ရှောင်းနေရကုညေလိုအပ်နေစကိုင်းနဲ့ရေဦးခေဦးနဲ့ကမ္ဘလူမျိုးနဲ့ဇက်မှာတိုက်ပွဲတွေကြောင့်ကြည့်ရပေါင်း20ကျော်တိန့်ရှောင်းနေရပြီးဆက်ရှောင်းပြည်တွေကကုညေလိုအပ်နေပါတယ် ညမေမာလာစစ်ကြောင်းကလည်းအင်အားသုံးအောင်ကမှစစ်တပ်စစ်ကြောင်းဟာကျောက်တိုင်ရောက်ကိုဝင်ရောက်မိရှုပ်ပြစီခဲ့ကြောင်းခင်မင်းနဲ့တင်းမှပြန်ကြားရေးပွဲကပြောတယ်။နိုဝင်ဘာလ10ရက်နေ့ကကမ်ပလူမြို့နယ်မှာခင်ဥပကိုစစ်ကြောင်းထိုးလာတဲ့အင်အားတရာကျော်ပါတမ33လောက်ခန့်စစ်ကြောင်းကိုဒေါ်လင်ဖွဲ့တွေကတိုင်ခိုက်ရာစစ်ကြောင်းပြက်ပြီးစစ်ကြောင်းမှုပါစစ်သား9ဦးသေဆုံးက13ဦးဆုံးမဆန်းကောင်းတဲ့တူလက်နဲ့ခံနေရရှိခဲ့ပါတယ်။နောက်ဆက်အပိတ်ကြားအတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။